်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံဟာအကြမ်းဖက်ဆဲအုပ်စုကဖန်တီးထားတဲ့ဘေးအန္တရာယ်အစိုးကြီးကိုကြုံတွေ့ခန်းဆားနေရတယ်လို့သံမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံဟာအကြမ်းဖက်ဆဲအာဏာသိမ်းအုပ်စုရဲ့ဥပဒေမဲ့ဆောင်ရွက်ချက်တွေနဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်နဲ့အကျိုးစီးပွားတို့ကိုရည်ရွယ်ချက်ရှိရှိဖြစ်ပေခဲ့ခြင်းတို့ကြောင့်လူဖန်တီးတဲ့ဘေးအန္တရာယ်အစိုးကြီးကိုအထူးကြုံတွေ့ခန်းဆားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဥပဒေရေးရာကော်မတီစက်ထမကော်မတီရဲ့ဘီအန်ရဲ့ကြုံတွေ့ရတဲ့အခြေအနေတွေမှာပြည်သူတွေကိုအကာအကွယ်ပေးရေးကောင်းစင်နဲ့ပြုလုပ်တဲ့ဆွေးနွေးပွဲကိုအောက်တိုဘာ14ရက်ကနေ16ရက်အထိပြုလုပ်ခဲ့ရမှာသံမတ်ကြီးကအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။မြန်မာပြည်သူလူထုကသဘာဝဘေးအန္တရာယ်တွေနဲ့လူတို့ဖန်တီးတဲ့ဘေးအန္တရာယ်တွေဖြစ်တဲ့အကြံဖတ်စစ်အုပ်စုရဲ့အကြံဖတ်မှုတွေနဲ့ဖိနှိပ်မှုများကြောင့် ပိုပြီးဆိုးရွားလာတဲ့ဆင်းရဲဒုက္ခတွေကိုဆက်လက်ခံစားနေရဆဲဖြစ်ပါကြောင်းမြန်မာနိုင်ငံအနေဖြင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအလုံးနဲ့နိုင်ငံတကာအသိုက်အဝန်းကိုတရားမဝင်အာဏာသိမ်းအဖွဲ့ကစီစဉ်နေတဲ့အတူရောက်ရွေးကောက်ပွဲကိုတားဆီးပြီးမြန်မာပြည်သူလူထုပတ်မှရက်ဒီက၎င်းတို့ဤချိုးပန်းအာထုတ်မှုများဖြစ်တဲ့ဆ ਿਆ နာရှင်စနစ်ကိုအဆုံးသတ်ရေး Federal Democracy ပြည်ထောင်စုကိုတည်ဆောက်ရေးနိုင်ငံအတွက်ငြိမ်းချမ်းတရားမျှတပြီးတရားဝါပြောတဲ့အနာဂတ်ကိုရရှိနိုင်ရေးတို့အတွက်ခိုင်မာစွာရက်ဒီထောက်ခံကြရန် တိုက်တွန်းတောင်းဆိုအပ်တယ်လို့တမ်မတ်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။လူပုဂ္ဂိုလ်တွေကိုကောက်ခွဲဆောင်ရှောက်ရေးနဲ့ BNR ရဲ့ကယ်ဆယ်ရေးအကူအညီတွေပေးအပ်ဆောင်ရွက်ရမှာဒုက္ခကြရောက်နေတဲ့နိုင်ငံရဲ့အဓိကတာဝန်ကဒုက္ခကြရောက်နေတဲ့ပြည်သူတွေလိုအပ်ချက်တွေကိုအချိန်နဲ့တပြေးညီထိရောက်စွာခွဲခြားမှုမရှိဘဲဖြည့်ဆည်းပေးနိုင်စေဖို့ပြင်ပနိုင်ငံခြားအကူအညီကိုရှာဖွေတောင်းကပ်ဖို့နဲ့အကူအညီတွေကိုတတ်ဆိုင်သူတွေရွယ်ကူချုံးမွေစွာလက်ခံရရှိနိုင်ရေးဆောင်ရွက်ပေးရမှာဖြစ်ပါတယ်လို့တမ်မတ်ကြီးကပြောပါတယ်။ အဲ့ဒီတာဝန်ဝတ္တရားတွေကိုလှစ်လို့ရှူတာရည်ရွယ်ချက်ရှိရှိတာစီပိတ်ပင်တာသို့မဟုတ်အခွင့်အရေးယူအမျက်ထုတ်တာတွေပြုလုပ်တဲ့အခါအထူးသဖြင့်တဘာဝဘေးအန္တရာယ်တွေဟာလက်နက်ကိုင်ပြိပခတွေနဲ့ကျေပြန့်ပြီးဆိုးရွားတဲ့လူခွေရေချိုးဖောက်မှုတွေနဲ့ဒပြိုင်နက်ဖြစ်ပွားနေတဲ့အခြေအနေတွေမှာဖြစ်ပေါ်လာတဲ့အခါဆင်းရဲဒုက္ခများမှာအတိုင်းစားမရှိကြီးမားကမကြာခဏဆိုသလိုပြန်လည်ကူစားဖို့မဖြစ်နိုင်တော့တဲ့အခြေအနေတို့ရောက်ရှိသွားတဲ့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကအဆိုပါအခြေအနေကိုပြသနိုင်တဲ့အသင့်မြော်ဆုံးဥပမာတစ်ခုဖြစ်ပါတယ်။ ဒါအပြင်ဒီနေ့မြန်မာနိုင်ငံဟာအကြံဖက်ဆီအာနာတိန်အဖွဲ့ရဲ့ဥပဒေမဲ့ဆောင်ရွက်ချက်တွေနဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်နဲ့အကျိုးစီးပွားတို့ကိုရည်ရွယ်ချက်ရှိရှိဖြစ်ပေခဲ့ခြင်းတို့ကြောင့်လူဖန်တီးတဲ့ BNR ရဲ့စူးကြီးကိုအတိအကျကြုံတွေ့ခန်းစားနေရတယ်လို့တမ်မတ်ကြီးကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်28ရက်နေ့မှာ Rochester Scale 9.8အဆင့်ရှိငလင်းလှုပ်ခတ်ခဲ့တာကြောင့် နိုင်ငံရဲ့နေရာဒေသအနှံ့အပြားမှာအကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပြီးရပ်ပိုင်းတွင်းမှာပဲအကြမ်းဖက်စစ်တပ်ကငလင်တန်အဓိကအခံရဆုံးဖြစ်တဲ့စကိုင်းနဲ့မန္တလေးတိုင်းကဒေသတွေကလူနေကြီးရွာတွေကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါ လူသားချင်းစာနာထောက်ထားမှုအကျက်တဲ့အရေးပေါ်အခြေအနေမှာအရက်သားတွေကိုတမင်တကာပြစ်မှတ်ထားတိုက်ခိုက်တာဟာအကြမ်းဖက်မှုမူဝါဒတရက်ကိုထိဟန့်နေတယ်လို့အဲ့ဒီလိုအလားတူအခြေအနေတွေမှာ BNA ကြုံတွေ့ရတဲ့အခါမှာလက်ရှိဥပဒေမူကြမ်းမှာတက်စင်အရက်သားတွေကိုဘလို့ကောက်ွယ်ဆောင်ရှောက်ရမှာလဲဆိုတာကိုလည်းထဲသွင်းစဉ်းစားဖို့လိုအပ်တယ်လို့တမ်မတ်ကြီးကထဲသွင်းဆွေးနွေးခဲ့ပါတယ်။ဆက်လက်ပြီးစစ်တပ်ကစစ်မှုရန်တင်နန်းချောင်းများထတ်တိုးဖွင့်လှစ်နေပြီးစစ်တင်နန်းချောင်းပေါင်း28ခုအထိရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ အကြံဖတ်စစ်တက်ကောင်စစ်မှုရန်တင်းနှံချောင်းများထတ်တိုးဖွင့်လင့်ကစစ်တင်းနှံချောင်းပေါင်း28ခုအထိရှိလာမြမစစ်ပတ်ရေးရနှင့်လုံချိုးရေးဆိုင်ရာလိလာရေးအပွဲ MDS ဆိုင်တာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်စစ်တက်ကောင်စစ်မှုရန်ဥရေဖြင့်မတရားဖမ်းဆီးစုဆောင်ထားသည့်လူငယ်များကိုလက်ခံလေးကျင့်ပေးနေသောစစ်တင်းနှံချောင်း28ခုအထိရှိလာပြီးဖြစ်ပြီးစစ်မှုရန်တပ်သားများတိုးမြင့်စုဆောင်ရရှိမှုအပေါ်မူတည်၍စစ်ကောင်စီတက်ကအရင်တင်းနှံချောင်းများအဖြစ်ခါအကာ တက္ကအာနှင့်ရလာတက်58တို့တွင်ထပ်တိုးဖွင့်လှစ်လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်းသိရပါသည်။အရင်ကတင်နန်းကျောင်း25လောက်မှအလဲကျဖွင့်နေတာရှိပါသည်။လူများတဲ့အခါတင်နန်းနေရာလိုအပ်တဲ့အခါတက္ကအာနှင့်ခအာကမှထပ်တိုးဖွင့်တာမျိုးလုပ်ပါသည်။အခုရလာတက်58ကိုပါအရင်အဖြစ်ထပ်တိုးဖွင့်လာပါသည်။ပြမတင်နန်းကျောင်းတွေမှာအမြဲလက်ခံလေ့ကျင့်ပေးနေသလိုအရင်တင်နန်းကျောင်းတွေကိုပါထပ်မံပြင်ဆင်ဖွင့်လာတာကိုတွေ့လာရပါသည်။ ဥပမာအချို့တင်နန်းကျောင်းတွေမှာတင်နန်းသားအများအပြားရလို့လက်ခံထားတဲ့အခါနောက်ပတ်စီအတွက်တင်နန်းသားကိုထပ်မပို့ပေအရန်တင်နန်းကျောင်းမှာလက်ခံဖွင့်လှစ်နေတဲ့ပုံစံလို့သုံးသပ်ရပါတယ်စစ်ကောင်စီကအချို့လားတွေမှာတင်နန်းသား9000ကျော်စုဆောင်းရတာမျိုးရသလောက်စုနေတာမျိုးရှိတယ်လို့သုံးသပ်ရပါတယ်ဟုမြန်မာစစ်ဘက်ရည်ရနှင်းလုံခြုံရေးဆိုင်ရာလှိလာရေးအဖွဲ့ MDSI တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်စစ်မှုရန်အပတ်စဉ်18အထိစစ်အခြေခံလေ့ကျင့်ရေးတပ်စခတာကိုတန်း တမတော်တမ်းမြင့်လေးကြီးရေးကြောင်းတတကဆက်တက်တန်အရာခဏိအကြက်ကြီးတင်ကြောင်းရာကတနှစ်တန်တမတော်ကွန်ပျူတာနှင့်နည်းပညာသိပံတကနာဖူတင်နန်းကြောင်းဘာတူခြေလင်အကူလက်နက်ကြီးတင်ကြောင်းခါအာကတမတော်ကိုခန့်ပညာနှင့်အာကစားသိပံတကအာနှင့်အမှတ်58ရေးတက်လေးချီရေးတက်တို့တွင်လက်ခံလေးချင်းတင်နန်းပေးခဲ့သည်ဟုသိရပါသည် စစ်တပ်စိုးမှုထိန်းချုပ်မှုအကောင်တော်ရှမ်းပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းမွန်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းနှင့်ပဲခူးတိုင်းမှစစ်တင်နှံကြောင်15ခုသည်ပြည်သူစစ်မှုတန်းတင်နှံအဖက်စင်အများစုကိုလက်ခံလေ့ကျင့်ပေးနေသည်ပင်မတင်နှံကြောင်နေရာများဖြစ်ကြောင်းအလားတူစစ်အခြေခံလေ့ကျင့်ရေးတပ်များသည်ပြည်သူစစ်မှုတန်းတင်နှံအပြင်အခြေခံတပ်သားတိတင်နှံများကိုလည်းလက်ခံဖွင့်လေ့ကျင့်ပေးလျက်ရှိကြောင်းသိရပါသည် တိုက်ပွဲများပြင်းထန်နေသည့်တပိတ်ချင်းမြို့နယ်ရှိစခတာနှင်းနှင်းတတကဆက်သုံးရွှေဘိုအခြေဆိုင်စခတာရှိကလေးတက်နယ်တတကဆက်သုံးတို့တွင်လုံခြုံရေးအခြေအနေအရသင်တန်းပုံမှန်လက်ခံလေ့ကျင့်ပေးနိုင်ခြင်းမရှိပဲရန်နာထားကြောင်းအော်တိုဘာလ၁၀ရက်နေ့ထိစင်မူရန်အဖက်စင်15ကိုလေ့ကျင့်သင်တန်းဆင်ပေးထားပြီးအဖက်စင်18ကိုမကြာခင်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်လှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည် စစ်ကောင်စီတပ်သည်စစ်မှုရေးတပ်သားများလှဆင်တက်မှတ်အရေးအတွက်ကြော်လွန်ရရှိရေးအတွက်နီလန်မျိုးစုံဖြင့်ဖမ်းဆီးစုဆောင်နေသလိုအရှိန်အဟုန်မပြတ်လေ့ကျင့်သင်တန်းပေးနိုင်ရန်အတွက်လည်းစစ်သင်တန်းကျောင်းများထပ်တိုးပြင်ဆင်ဖွင့်လှစ်လာခြင်းဖြစ်ကြောင်းမြန်မာစစ်ဖက်ရည်ရနှင့်လုံခြုံရေးဆိုင်ရာလိလာရေးအဖွဲ့ MDSI ကထုတ်ပြန်ထားပါသည်စစ်ကောင်စီက အာရမနီလန်မျိုးစုံလှုပ်ဆောင်နေတာတွေမလို့ပြည်သူတွေအထူးသဖြင့်လူငယ်တွေအနေနဲ့ဘေးကင်းအောင်အတက်နိုင်ဆုံးသတိနဲ့နေဖို့ပဲအကြံပြုချင်ပါတယ်ဟုမြန်မာစစ်ဖက်ရေးရနှင့်လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ MTSI မှတာဝန်ရှိသူတို့ကတိုက်တွန်းပါတယ်။အကြံဖတ်စစ်တပ်က2024ခုနှစ်မေလမှစတင်၍စစ်မှုရန်တင်နန်းများစတင်ဖွင့်လှစ်ခဲ့ပြီးလာစဉ်စစ်မှုရန်လူငယ်9000ခန့်ခေါ်ယူကယခုအခါစစ်မှုရန်အပတ်စဉ်16ရက်အထိရောက်ရှိလာပြီဖြစ်ပါတယ်။ ဆက်လက်ပြီးကြောက်ဖြူရှိအေးအေးထိန်ချုပ်နေမြေတွေကိုစစ်ကောင်စီစက်တိုက်ထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှခိုင်းပြည်နယ်တောင်ပိုင်းကြောက်ဖြူမြို့နယ်အတွင်းကအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့နေမျိုးတွေကိုစစ်ကောင်စီကစက်တိုက်ဆူတယ်လို့အင်အားလုံးရင်နဲ့မြေပြင်ထိုးစစ်ဆင်နေတယ်လို့ကြောက်ဖြူဒေသခံတွေကပြောပါရယ်လက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းတွေဟာကြောက်ဖြူမြို့ပေါ်နဲ့ဆက်နက်မိုင်လောက်အကွာမှာရှိတဲ့ခုလဘာချေးရွာအထိရောက်ရှိနေပြီးနှစ်ဖက်တိုက်ပွဲတွေရှိနေတယ်လို့ကြောက်ဖြူဒေသခံတအူးကပြောပါရယ် စကားစဘက်ကတော့မြေပြင်ထိုးစစ်တွေစတိုက်လုပ်လာတယ်။အခုဆိုရင်ကုလပါကြီးဟွာတောင်ပတ်ပိုင်းအထိရောက်လာနေပြီ။အာရကတတ်တော်အေးအေးဘက်ကတော့ထိုးစစ်စင်တာမရှိသေးဘူး။စုပ်ပြီးနေရတယ်လို့ပြောပါတယ်။ဒါပြင်စစ်ကောင်စီအနေနဲ့ကြောက်ဖြူမျိုးနဲ့အတွင်ကအရက်သားတွေနေထိုင်တဲ့ကြီးဟွာတွေကိုလေကြောင်ကနေပုံကျဲတာတွေ၊ရေကြောင်ကနေလက်နက်ကြီးတွေဖြစ်ခတ်တာတွေလည်းရှိနေပြီးမကြာခဏဆိုသလိုအရက်သားထိခိုက်ထရရတာနေအိမ်အဆောက်အဦဖြည့်ဆည်းတာတွေလည်းရှိနေပါတယ်။ တရုတ်စီမံကိန်းတွေအများကြီးရှိနေတဲ့ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အာရကတပ်တော် AA ကြာပြီးခဲ့တဲ့2024ခုနှစ်မတ်လကလေးကနှစ်ဖက်တိုက်ပွဲတွေစတင်ခဲ့တာဖြစ်ပြီး AA ဘက်ကတော့မြို့ရဲ့60ရာခိုင်နှုန်းလောက်ကိုထိန်းချုပ်ထားပြီးဖြစ်တယ်လို့ထုတ်ပြန်ထားတာရှိပါတယ်။ကြာပြင် AA အနေနဲ့ကြောက်ဖြူမြို့ကိုထိုးစစ်ဆင်မတိုက်ခိုက်သေးတာဟာတရုတ်ဖီးယားကြောင့်လားဆိုပြီးဝေဖန်မှုတွေလည်းရှိနေတာပါ တရုတ်ဘက်ကလည်းကြောက်ဖြူမှစီမံကိန်းတွေအတွက်လုံခြုံရေးတပ်ဖွဲ့တွေလွှတ်ထားတယ်လို့စစ်ကောင်စီအတွက်လည်းဤပညာအကူအညီတွေပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေတာရှိပေမယ့်သတင်းဌာနအနေနဲ့ဒီပေါ်မှာတိကျအတည်မပြုနိုင်သေးပါဘူး။ AA ဘက်ကတော့တရုတ်အနေနဲ့ AA ကိုဖိအားပေးတာတွေမရှိသလိုချောက်ဖြူမျိုးအပါအဝင်ရခိုင်ပြည်နယ်ကလက်ချံမျိုးတွေအလုံးကိုတိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ပြောဆိုထားပါတယ်။